မြန်မာကဘာလို့ပါလဲဆိုတော့ပြောပြမယ်မြန်မာပါတဲ့အကြောင်းအရာဒုတိယအချက်မှာနံပါတ်1မှာဗီဇာကို အလွဲသုံးစားလုပ်တာဗျာဗီဇာကိုအလွဲသုံးစားလုပ်ရဆိုတော့အတိတ်ပဲကကျောင်းလက်ရှိမြန်မာကအမေရိကန်မှာကျောင်းဗီဇာကိုအလွဲသုံးစားလုပ်တဲ့အဲလူမျိုးတွေထဲမှာအများဆုံးလို့သိရတယ်ဗျာဘယ်လိုမျိုးအလွဲသုံးစားလုပ်တာလဲကျောင်းဗီဇာကို overstay ပေါ်တော့ကျောင်းရက်လွန်ပြီးနေတာမျိုးလို့နောက်တစ်ခုကျောင်းကျောင်းဗီဇာကိုကျွန်တော်ပြောမယ် ဟိုကိုကចောင်းတော့ visa កាន់ដែរဆိုလို့ရှိရင်လဲចောင်းတက်ပြီးလို့ရှိရင်၄နှစ်ပြီးတာ ਨੇ ចောင်းသိမလားဟိုကိုနိုင်ငံကိုမပြန်ဘဲ ਨੇ အာအမေရိကန်မှာကျွန်တော်ကသိမှာဒီ asylum ခံပြီးတော့ဖိရပါဘောနော်ဒီနိုင်နေထိုင်ခွင့်ရှောက်ချာမျိုးတို့ဒီအလယ် visa ဆိုလို့ရှိရင်သူတတ်မှတ်ထားတဲ့ပေးထားတဲ့ရက်ကကျွန်တော်ကနည်းနည်းလေးပဲပြဒါပေမဲ့အာနောက်ပိုင်းလာတဲ့လူတွေကကျွန်တော်ကသိမှာဟိုအဓိကကအမေရိကန်လာပြီးတော့ပြန်မထွက်ကြဘူးဗျာဆိုတော့အဲ့လိုလူမျိုးတွေတအားများတဲ့အတွက်မြန်မာနိုင်ငံကဘာဒီ travel ban နဲ့ကျွန်တော်ထိလိုက်ခြင်းဖြစ်ပါတယ်ဒီအခုလောက်တဲ့လောက်ရက်ကကျွန်တော်ဘယ်အချိန် ထိကျွန်တော်ဟိုရှိနေမှာလေကျွန်တော်အရင်တစ်ခေါက်ဆိုလို့ရှိကျွန်တော် track အဲစာရုပ်ထုတ်ရတဲ့ဒီစာရုပ်ထုတ်ရတဲ့ဒီစာကြုံးမှာဆိုလို့ရှိကျွန်တော်ဒီ Joe Biden တတ်တော့ကျွန်တော်ပြန်ဖြတ်လိုက်တယ်အခုတစ်ခေါက်မှာတော့ကျွန်တော်နောက်သမ္မတတစ်ယောက်ထပ်တက်လာမယ်ဆိုဒီစာချုပ်ကိုကျွန်တော်ဖြတ်လို့ရပါမလားအခုဟာကျွန်တော်က law မဟုတ်ဘူးညာဒါသမ္မတကနေကျွန်တော်ထုတ်တိုင်းထုတ်လိုက်တဲ့ဟာတခုဆိုတော့ဘယ်လိုပြောမလဲဒါကျွန်တော်တို့အချိန်မီပြန်ဖြတ်လို့ရတဲ့ဟာပဲဆိုတော့ဒါပေမဲ့နောက်တက်မဲ့သမ္မတကကျွန်တော် Donald Trump လို့ပဲ အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါကတော့ကျွန်တော်တို့3-4နှစ်လောက်ထိကိုဒီစားဒီကျုပ်ကဒီလိုထွက်ပဲ van ရကျွန်တော်ရှိနေအောင်ပါပေါ့နော်ဒါကတော့ကျွန်တော်နောက်တက်မတက်မပေါ်မူတည်တယ်ရှားမှာလည်းတချို့ဟာရကျွန်တော်အချိန်မီဖြစ်သွားနိုင်တယ်ပြဒါကတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်အခုကြည့်ရှုနေတဲ့ဒီ viewer တွေဟဲကရောဒီအခုတက်မတက် Donald Trump လောက်တဲ့လောက်ရက်ကိုဘယ်လိုမြင်လဲကျွန်တော်တို့အောက်ကကွန်မန့်မှာကြည့်သားခဲ့ပါဦး